အသက်ကွာလွန်တဲ့ကလေးအရွယ်ကိုတွဲခဲ့ပေမဲ့ဘယ်သူမှအေးအေးယူခြင်းမရှိခဲ့တဲ့အနေတူပရိသတ်များလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Selin Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုချိန်မှာတောင်ကိုရီးယားနိုင်ငံသားမကရိုးသားတဲ့တကဘာလုံးကပရိသတ်တွေကိုပါအန်ရောတောင်းလို့သွားစီတဲ့ရုပ်ရှင်မင်းသားခင်ဆိုယွန်းရဲ့အမှုကိုတော့ပရိသတ်ကြီးတို့သိပြီးကြမှာပါ လွန်ခဲ့တဲ့၃ပတ်လောက်ကအသက်ဆုံးရှုံးသွားခဲ့တဲ့အသက်24နှစ်အရွယ်မင်းသမီးခင်ဆယ်ရုံရဲ့အမှုမှာတော့အဓိကလူအဖြစ်ပါဝင်ခဲ့ပြီးတော့ပတ်စံကိစ္စတွေအပြင်မင်းသမီးအသက်15နှစ်သူရဲ့အသက်29နှစ်မှာတွေ့ခဲ့တဲ့အကြောင်းတွေထင်ရှားတဲ့သက်တွေတွေနဲ့ပေါ်ထွက်လာခဲ့ရဖြစ်ပါတယ်။ ပတ်စံတဲ့အကျွေးကိစ္စတွေကိုခဏပေးဖဲခဲ့ကြပေမဲ့အသက်မပြည့်သေးတဲ့ကလေးတယောက်ကိုသွေးဆောင်ဖျားယောင်းပြီးတော့တမီးရီစာပြုတ်ခဲ့တယ်ဆိုတာလူအဖွဲ့စည်းကနေကျင်ဖယ်သိတဲ့အရာပဲဖြစ်ပါတယ်။အသက်၁၈နှစ်တောင်မပြည့်သေးတဲ့ကလေးတယောက်ကိုအသက်ပြည့်ပြီးရင့်ကျက်ပြီးသားလူတယောက်ကသူ့အလိုတိုင်းဆက်ဆံရေးတစ်ခုအောက်ကိုတင်တွင်ထားတယ်ဆိုတာမကြောင်းဝင့်မနာတာကိစ္စဖြစ်ဖို့အတွက်အစာပြိုးနေရဖြစ်ပြီးမိန်းကလေးရဲ့ဘဝကိုလည်းများစွာထိခိုက်မှုရှိစေခဲ့တာပဲဖြစ်ပါတယ်။အခုလိုပြုတ်မှုတာကတရားဥပဒေအရလုံးဝတရားစွာအရေးယူလို့ရတဲ့အရာဖြစ်ပြီး မြန်မာပြည်မှာလည်းအဲ့ဒီဖြစ်ရပ်နဲ့ဆင်တူတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့ပူပါတယ်။အဲ့ဒါကတော့မြန်မာပြည်ရဲ့ထိတ်တန့်မင်းသားတွေကတလက်ဖြစ်တဲ့မင်းသားနေတို့ဝဲဖြစ်ပါတယ်။မင်းသားနေတို့ကလူအများလေးစားအားကျရတဲ့မင်းသားတယောက်ပါ။သူရဲ့တယောက်ဆောင်စွမ်းရည်တွေကကြာရဇက်ရုပ်ကိုပိုင်နိုင်အောင်တယောက်ဆောင်နိုင်လုံးလုံးပရိသတ်တွေရဲ့ဂျိုင်းနေတဲ့ချင်းကိုရရှိခဲ့တာဖြစ်ပြီးအခုဆိုရင်တော့အကယ်ဒမီ၅စုကိုတောင်ရရှိထားတဲ့သူဖြစ်ပါတယ်။ဒီလိုလူကတစ်ချိန်တုန်းကတသက်ဆမင်းသမီးလေးတယောက်နဲ့ဂျိုင်းနေတဲ့ခဲ့ပူတာပဲဖြစ်ပါတယ်။ သူမကတော့ပက်ထရီရှာပဲဖြစ်ပါတယ်။ပက်ထရီရှာကနုပညာလောကတွေကိုစာဝင်ကစားမှဆယ်ကျော်သက်အရွယ်သာရှိသေးတာဖြစ်ပါတယ်။ချူဖွေးပြီးတော့အရက်ရှိရှိပိန်ပိန်တော်တော်နဲ့ဖြစ်တဲ့အတွက်ယောက်ျားသားတွေဝမ်းဝမ်းလည်ခဲ့တာပဲဖြစ်ပါတယ်။အရင်အထဲမှာမှမင်းသားနေတို့လည်းပါဝင်ခဲ့ပြီးတော့သူတို့အတိုင်းဝိုင်းမှာသာတည်တဲ့အနေအထားလောက်နဲ့ပက်ထရီရှာနဲ့တွဲခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာပက်ထရီရှာကဇက်ကားတွေများစွာရိုက်ကူးခဲ့ရပြီ အနုပညာလောကတွေကိုတေချာဝင်ရောက်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့သူမနဲ့နေတို့ရဲ့ဆက်ဆံရေးကိုလူတွေတည်သွားတဲ့အခါမှာတော့မင်းသမီးဖြစ်သူတာပို့ပြီးတော့ပရိသတ်တွေကပြောဆိုခဲ့ကြပြီးနေတို့ကိုတော့ကာကွယ်ပေးခဲ့ကြတာဖြစ်ပါတယ်။အဲဒီအချိန်နေနဲ့နေတို့ကအပြစ်မရှိတဲ့လူတစ်ယောက်လိုလွတ်သွားခဲ့ရပဲဖြစ်ပါတယ်။အဲဒီအချိန်ကလေးကပက်ထရီရှာကလူမုံများခံခဲ့ရပြီးအခုချိန်မှာလည်းလူတို့အမြင်ရဲ့တန်ကိုခံနေရဆဲဖြစ်ပါတယ်။ပြုလို့သူကိုကာကွယ်ပေးကြပြီးအကျိုးလွန်ခံခဲ့ရတဲ့အမျိုးသမီးတွေကတော့အပြစ်သားလို့ကြံခဲ့ကြတဲ့လူအဖွဲ့ ယ်စီးရဲ့စနစ်တွေကြောင့်အခုလိုဖြစ်မျိုးတွေထပ်မဖြစ်စေဖို့အတွက်အားလုံးကအသေးစိတ်ရှိစွာနဲ့ကာကွယ်ပေးကြရမှာဖြစ်ပါတယ်။မင်းသားနေတို့ကအခုကလေးကသူ့ထန့်ငယ်တဲ့မိန်းကလေးတွေကိုသာကြိုက်နေတတ်တာဖြစ်ပြီးတော့အခုယူထားတဲ့အမျိုးသမီးကလည်းအသက်အတော်လေးကွာတယ်လို့သိရပါတယ်။ဘလို့ဝဲဆိုဆိုအသက်မပြည့်သေးတဲ့မိန်းကလေးကိုသမီးစားအရာထားတာကတော့လူတွေပြုလုပ်တဲ့အရာမဟုတ်တဲ့အတွက်အပြစ်ပေးတဲ့ကျူးလွန်မှုပဲဖြစ်ပါတယ်။ လောကမှာမင်းသားကောင်းဆောင်ထားတဲ့ဘလူးမန်တောင်ကိုရီးယားနိုင်ငံကအမှုပညာရှင်ယောက်ျားတွေနဲ့မြန်မာပြည်ကမင်းသားတွေကတက်သေးပြနေတဲ့အတွက်အခုပြပြနေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှဝေမျှခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအမှုပညာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။